ဟုတ်ကဲ့ဆရာအခုဒီ NUCC မှာဆရာတို့ယာယီရက်နားဖို့ပေါ့နော်စာပို့တယ်ကြားလို့ပါဟိုအဲ့အနေပတ်သက်ပြီးဆရာဟိုသဘောထားလေးတစ်ခုလောက်ပြောလို့ရမလားလို့ပါဗျဟုတ်ကဲ့လောလောဆယ်တော့ကျွန်တော်တို့ကဥစ္စာပေါ်လေးယာယီရက်ဆိုင်ထားတဲ့သဘောပါပဲနော်ဟိုဘာကြောင့်ဆိုတာဆရာပြောလို့ရမလားဘယ်လိုအကြောင်းကြောင့်တစ်ခုခုပေါ့နော်ဆရာတို့ရဲ့သဘောထားလေးကိုအာကျွန်တော်တို့ KMPP ကတော့ကျွန်တော်တို့ NUCC set တွေဖွင့်ပြီးတဲ့ကကျွန်တော်တော်တော်ဝင်ဝင်ပေါ်လွန်ခဲ့တဲ့ project ဖြစ်တယ်လေကျွန်တော်တို့ကတော့အာတကယ်ဆီယမအာရှင်နဲ့အာနာချင်းချုပ်နေရင်တော့ဖေရီမူဒီဂျောင်းဒီချောင်းရဲ့အတွက်ကျွန်တော်တို့ကတော့ကျတဲ့ဝင်ဒီမှာကျွန်တော်တခြား energy နဲ့ဘူအောင်ဆောင်ရတာဖြစ်ပါလေပေါ့နော်ဆိုတော့အခုလောလောဆယ်မှာတော့ကျွန်တော်တို့အာနိုင်ငံရေးရှင်နေမှုကြားထဲမှာပေါ့နော်တချို့အချက်ငော့လေးတွေ ရှိလာတာလည်းရှိပါသေးတယ်။အဲဒီအတွက်ကြောင့်ကျွန်တော်တို့ကပို့ပြီးတော့မှလမ်းကြောင်းမှန်ကန်လားဆိုတော့ခါလို့ကျွန်တော်ပြန်ပြီးမှတကယ်ဝင်လို့ရှိနေတဲ့ပေါ်လေးရှိတယ်လို့ဟောလေးပါ။ဟုတ်ကဲ့အဲ့တော့ဟိုပြန်ပြီးတော့ join မှုရှိနိုင်လား။ဟောဒီလိုကဟိုကျွန်တော်တို့အခုတွားနေတာက NCC platform ဆိုပြီးနဲ့ NCC နဲ့ဆက်နွယ်ပြီးမှ လုပ်နေတဲ့နိုင်ငံရေး project တွေရှိရဲ့ဒီနော်ဆိုတော့ NUCG တဲမှာရှင်းလင်းနေရရှိတယ်နောက်တော့ကျွန်တော်တို့အာ TCWG မှာရှင်းလင်းနေရရှိတယ်နော်အာ NUG နဲ့ NUC နဲ့ပေါင်းပြီးတော့ political အာ agreement တွေလေနော်ရှိ comment political agreement တွေရှင်းလင်းနေရရှိတယ်ရှင်းတဲ့အချိန်မှာကျွန်တော်တို့ကတော့အာငကူတဲ့ဟိုကကျွန်တော်တို့က ထုတ်ပြန်ကြေညာမှုဖြစ်တယ်ကျွန်တော်တို့ကတော့ဒီနိုင်ငံတော်စိတ်ကိုကြည်တက်တဲ့အခါမှာကျွန်တော်တို့က favorite စနစ်ကိုတည်ဆောက် favorite ဒီမျိုးစီစနစ်ကိုတည်ဆောက်ပြီးတော့မှဘောတော့ favorite design approach နဲ့တွားမယ်ဆိုတော့ကျွန်တော်အတိအလင်းကြေညာမှုဖြစ်တယ်ဒီမှာဒါကိုအားလုံးကလည်းကျွန်တော်လက်ခံသဘောတူညီကြပြီးဖြစ်တယ်ပေါ့ဒါနဲ့တကယ်တမ်းကျွန်တော်တို့နိုင်ငံရေးရှင်းလင်းတာတွေနိုင်ငံရေးဆုံးဖြတ်ချက်ချတာတွေကဟိုက တော့ဆယ်ပဲလေးအထူးပုံများနိုင်ကြောင်းနဲ့ပေါ့နော်နည်းနည်းလေးလွယ်နေကြသလားပေါ့ဆိုတော့အဲ့ဒါလေးအတွက်ကိုကျွန်တော်တို့ကပြန်ပြီးတော့မှဒီနိုင်ငံရဲ့ပလက်ဖောင်းတွေကိုပြုပြင်ကြည့်ချင်တာပါအဲ့ဒါလေးပါဆရာနော်ဟုတ်ကဲ့ကျွန်တော်ဆိုလိုတာကဟိုပြန်ပြီးတော့ပူပေါင်းဆောင်ရွက်နိုင်လားပေါ့နော်ဆိုတော့ပြောချင်တာကတော့ဘလို့အချင်းနေမျိုးဆိုရင်ဆရာတို့ပြန်ပြီးပူပေါင်းဆောင်ရွက်နိုင်မလဲပေါ့နော်ဆရာအဲ့ဒါပါများပြောနိုင်မလားဒါတော့ အာကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကိုလိုချင်နေဆိုရင်တော့တက်ဆိုင်တဲ့ platform တွေမှာတော့ကျွန်တော်ဒီပြင်ကြောင်းရွက်မှုတွေလောက်သွားဖို့တော့ဘောနော်အဲ့ဒါလေးပဲဆရာနော်ဟုတ်ပြီဆရာအဲ့တော့ဆရာဆိုလိုချင်တာက bottom up ဖြစ်ဖို့ပေါ့နော်ဒီ approach နဲ့သွားတယ်ဒါဒီဥစ္စာကလမ်းကြောင်းလွဲနေလို့ဆရာမြင်တယ်ဆိုတော့ဒီ bottom up နဲ့ပတ်သက်ရင်ကျွန်တော်နားလဲတာမြင်တာကတော့ဒါအားလုံးက unit တစ်ခုချင်းစီဖြစ်မှာပေါ့နော်အားလုံး unit တစ်ခုချင်းစီကစုပြီးတော့ပြည်တော်စု အစိုးရပုံစံဟိုဖက်ဒရယ်အစိုးရဖြစ်မှာပေါ့အဲ့တော့ဆရာဆိုလိုချင်တာအခုမှ UNG ကအခုကပြည်ထောင်စုအစိုးရဟို UNG ဒီ night ပင်လင် unit တစ်ခုအနေနဲ့ပြန်ဖွဲ့ရမယ်ဆိုတဲ့သဘောမျိုးလားဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်နိုင်ငံတက်ပေါင်းပြီးအများကြီးရှိတယ်ဆိုတော့ UNG နဲ့ UNCC နဲ့နောက်တော့ကျွန်တော် after process တွေနေမှာအခုကဒီလိုရှိရင် CP ဆိုတဲ့ comment political agreement ကိုရယူရလမ်းကြောင်းနေနော်အဲဒီအချိန်လေးပဲလမ်းကြောင်းကြည့်အကုန်လုံးဟာတော့ကျွန်တော်တို့ အာဘရိုဖယ်ရလေးရဲ့ approach နဲ့ချီကပ်ဖို့လိုတယ်ဆိုတော့ကျွန်တော်တတိပေးပါတယ်ပေါ့။ဘာကြောင့်လဲဆိုလို့ရှိရင်အာကျွန်တော်တို့ကအားလုံးကသဘောတူထားပြီးတဲ့အချက်တွေကိုကျွန်တော်ဆွေးနွေးကြတာဖြစ်တယ်လေ။ဆိုဒီပေါ်မှာအတခါတလေပေါ့ကျွန်တော်အဒီကျွန်တော်ချီကန်တဲ့ပုံစံတွေကနည်းနည်းလေးမတူကြကြတာရှိတယ်။နောက်မှဒီဟိုတော့ပေါ့ကျွန်တော်တို့ချင်တဲ့နိုင်ငံရေးစနစ်ကိုရောက်ဖို့ကနည်းနည်း ်ဟိုကစူဖယ်မှုပုံစံကအစမင်းအစင်ဖြစ်ချက်ပုံစံမျိုးကနည်းနည်းလေးဘောရဖယ်လေးပြန်ဆောင်လာလို့ကျွန်တော်အဲ့လိုနေပေါ့နော်ဒီနေ့တွေ့အာပြည်ပင်ကြောင်းလည်းမှုတွေအများကြီးလုပ်လဲဆိုတော့ဒီလိုတဘောထားရှိပါတယ်လို့နော်ဟုတ်ကဲ့ဆရာအခု after စ조사နေတယ်ပေါ့နော်အတွင်ကူပြောင်းရေးအတွင်ကူပြောင်းရေးအခြေခံဥပဒေပေါ့နော်အခုတော့ after ပေါ့အစီအမံလို့ခေါ်တယ်ဆိုတော့ဒီဥစ္စာပြီးသွားရင်ဒီကအခြေခံဥပဒေနဲ့အားလုံး စုစည်းမဲ့ပုံစံက bottom up ပုံစံမျိုးမဟုတ်ဘူးလားကျွန်တော်တိတဲ့လောက်ပေါ့နော်အဲ့လိုသွားမယ်လို့ကျွန်တော်တိထားလို့လေဆိုတော့ဒီ after ရော bottom up ပုံစံမျိုးကိုပေါ်ဆောင်နိုင်မှာမဟုတ်ဘူးလားအာလုံးကလက်ခံတဲ့ solution ပေါ်ဆောင်နေပါတယ်။ဒါပေမဲ့ကျွန်တော်တို့အချင်းချင်းကြားထဲမှာအခုပဲပေါ့နော်။ After ကိုပြီးကနေမှပဲကျွန်တော်တို့ နိုင်ငံရေးတည်ဆုံမှုတွေဖြစ်လာတာဒီအကျိုးရှိတာပေါ့နော်ဆိုလိုတာကကျွန်တော်တို့ကအပ်တာကိုရေးဆွဲပြီးလို့ရှိရှိရင်ကျွန်တော်တို့ကကျင့်သုံးနိုင်တဲ့နေရာတွေကနေစပြီးတော့မှကျွန်တော်တို့ကအကောင့်တွေပေါ်ဖို့ဆိုတဲ့အာဘူးတော့ပေါ့နော်ကျွန်တော်နိုင်ငံရေးကူတည်ရှိတယ်ဒါနဲ့တချို့ကအဲ့ဒါလို့မဟုတ်ဘူးကြာအပ်တာရေးဆွဲတာကတဘောဥပါကကျွန်တော်တို့ဒီအဲ့ဒါအဲ့ဒါပေါ်ဆောင်နေမှာနည်းနည်းလေးကိုလည်းမှုရှိပါတော့ နော်အဲ့ဒါလည်းတင်တယ်လို့ပြောတော့ပြန်ပြီးတော့မတက်မှပူတော့လူငင်းလို့တင်တယ်လို့တင်တယ်လေနော်ဟုတ်ကဲ့အဲ့တော့ဆရာတို့အခုလောလောဆယ် NUCC ကနေယာယီရဆိုင်လိုက်တော့ဟိုကိုလိုချင်တဲ့ပုံစံကိုကြချင်တဲ့နိုင်ငံရေးလမ်းကြောင်းကဟိုပိုပြီးအလန်းမဝေးသွားနိုင်ဘူးလားဟိုပါဝင်ပြီးတော့ကိုလိုချင်တဲ့လမ်းကိုပြောဆိုဆွေးနွေးနေတာဟိုပိုပြီးတော့မကောင်းဘူးလားအခုဆရာတို့ကရက်လိုက်တယ်ဆိုတော့ကိုလိုချင်တာကဟိုဝေးဝေးမသွားနိုင်ဘူးလားဆိုတော့အဲ့အဲ့ပုံမှာဆရာပြောလို့လဲဟုတ်ကဲ့ ဟုတ်ကဲ့ကျွန်တော်တို့ကတော့ရပ်ဖို့လုံးဝမရှိပါဘူးဒီနံပါတ် project ကိုကျွန်တော်ဆက်သွားမှာဖြစ်ပါတယ် so after you so you ဖြစ်ဖြစ်နိုင်ငံရေးနေဝယ်ရေးဖြစ်ဖြစ်ကျွန်တော်ကတော့ဆက်သွားဖို့ရှိတယ်ဒါပေမဲ့အာကျွန်တော်တို့ဒီလိုမျိုးပေါ့နော်သူ့ရဲ့ကြောင်းလေးရေလို့ပေါ့နော်ဒီ bottom federal living ကိုချေခံမျိုးဝနိုင်ငံချေခံမှုတွေစဉ်းစားဖို့ဆိုတော့ကျွန်တော်တို့ကမြေတောက်လျှောက်ပြောနေတာပါဆွေးနွေးနေတာပါဒီဆွေးနွေးမှုက အာကျွန်တော်တို့အတွက်အလင်းလူရှိတယ်လို့ကျွန်တော်တို့အတလို့ခံစားရတယ်လေ။ဒါကြောင့်မို့ပြည်ပြင်ကြောင်းလဲမှုကိုဆက်ဆံရပလက်ဖောင်းတွေအများတော့ပြည်ပြင်တို့ကမျိုးအပ်တယ်လို့ကျွန်တော်အဲ့လိုမြင်ပါတယ်နော်။ဟုတ်ကဲ့အဲ့တော့အခုလိုမျိုး IUCC ကယာယီရဆိုင်လိုက်တဲ့ပေါ်ဆရာတို့ဟိုတရားဝင်သဘောထားထုတ်ပြန်ချက်ထွက်ဖို့ရှိလားဆရာ။အာကျွန်တော်တို့ကမပေါ်ပါဘူးဆရာ။အခုဆရာမေးလို့ဒါကျွန်တော်ဆရာတယောက်တည်းကိုကျွန်တော်ဖြေရရှိပါတယ်လို့နော်။ဟုတ်ကဲ့ဟုတ်ကဲ့။ အဲကြတော့ကျွန်တော်တို့ကဒီခွဲထည့်ရေးလိုလိုနောက်မှကျွန်တော်တို့ကဒီနေ့ရှိနေတဲ့အာနိုင်ငံရေးဆွေးနွေးမှုအကြောင်းတွေကလည်းကျွန်တော်တို့ကကြေညာဖောက်တယ်လို့ကျွန်တော်ဆိုလို့ရှိရဖို့ကျွန်တော်ကပြောပြရတာဖြစ်ပါတယ်။ဟုတ်ကဲ့ဆိုတော့ဒီနေ့ဖဲဒီမိုစီပြောင်းမှုတိစားဖို့အတွက်အားကျုံမှန်တဲ့ကျွန်တော်လုပ်နေတဲ့အခွင့်အရေးပါ။ဒါပေမဲ့ကျွန်တော်တို့ဘောဒါဖဲဒီဂျင်း စနစ်နဲ့ကြီးကပ်ပြီးတော့မှကျွန်တော်နိုင်ငံတော်တက်ကိုတည်ဆောက်ဖို့အတွက်ကျွန်တော်ရှေ့ဆောင်ရှိပါတယ်လို့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာကျေးဇူးပါဆရာသဘောထားသိရတယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ဖြေကြားပေးတာကျေးဇူးတင်တယ်ဆရာ